ိုင်ငံတော်ကလည်းလက်ရှိကျွန်တော်တို့စစ်စင်နဲ့ပတ်သက်ပြီးတော့ထိထိရရောက်ကိုဆောင်ရွက်နေတယ်ခင်ဗျာတမိုင်းကိုကြည့်လိုက်ပါအကြမ်းဖက်တွေအစိုးရဖြစ်ခဲ့တဲ့တမိုင်းမြန်မာနဲ့တမိုင်းမှာမရှိခဲ့ဘူးင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့တူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက်ရန်ရှယ်လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာပါ လက်ရှိကျွန်တော်တို့ဗမော်မှာတော့ဗမော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာမှအစိုးရစရာမရှိပါဘူး။နောက်လည်းကျွန်တော်တို့နောင်ချိုမြို့တော့နောင်ချိုမြို့ရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီတက်မတော်ဆက်ကြောင်းတွေကနောင်ချိုမြို့အနီးကိုရောက်နေပြီ။နောင်ချိုမြို့အနီးကိုရောက်နေပြီ။တစ်ဖက်မှာတော့ကျွန်တော်အုံမလီအုံမခါဖက်မှာတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေဆက်ဖြစ်နေတယ်။တိုက်ပွဲတွေဆက်ဖြစ်နေတယ်။အကြမ်းဖက်သမားတွေတော့တော့သူတို့ခံစစ်လောက်ပဲလုံနိုင်တယ်။တက်မတော်ကတော့ကျွန်တော်လိုအပ်တဲ့ပြစ်ကူစစ်ကူတွေကျွန်တော်တောက်လျှောက်လုပ်နေတယ်။တောက်လျှောက်လုပ်နေတယ်။နောင်ချိုမြို့ကအရေးကြီးတာကကျွန်တော်တစ်ဖက်မှာ ဒီကျွန်တော်မိုးကုတ်မိုးကုတ်မျိုးပြန်လဲရရှိပြီးအရေးပါတယ်ပြီးရင်ကျွန်တော်မိုးမိန်မပိန်းမိတစ်ဖက်မှာကျွန်တော်တို့မိုးကုတ်ကနေပြန်ဆင်းမဲ့ဆိုရင်တပိတ်ချင်းတော့တပိတ်ချင်းတစ်ဖက်မှာကျွန်တော်တို့ဆင်ကူးရွှေပြီးတစ်ဖက်မှာကျွန်တော်တို့မရေဟာအဲ့ဒီတကြောဒီကျွန်တော်အရေးကြီးပါတယ်တကယ်ကိုအရေးပါပါတယ်ဒီမရေဟာဘက်ကနေမရေဟာဘက်ကနေကျွန်တော်မိုးကုတ်ဘက်ကိုတက်မယ်ဆိုရင်တော့တော်တော်လေးအခက်အခဲရှိတယ်လမ်းမိုက်နေမှာအချမ်းပတ်သမားတွေရဲ့နေမြေစိုးမှုနိုင်မှုကတော်တော်လေးကိုကျွန်တော်အင်းနေအားနဲ့ရှိပါတယ် အဲ့ဒီတကြောမှာတော့ဒီတက်မလော့စကန်နေရှိနေနေကတပိတ်ချင်းဧရိယာမှာကျွန်တော်တက်မလော့စကန်နေအခိုင်မှာရှိတယ်။ပြီးရင်ကျွန်တော်တို့ဒီစင်ကူဘတ်စင်ကူရွှေပြည်ဘတ်မှာတော့ကျွန်တော်တက်မလော့စကန်နေမရှိဘူး။ထို့တော်လည်းပဲဒီစင်ကူမျိုးရဲ့တစ်ဖက်ကန်ကြောင်မြောင်းအဲ့မှာတော့ကြောင်မြောင်းတက်မှာတော့ကျွန်တော်တို့ဒါကြောင်မြောင်းတက်မှာတော့တက်နေမှာတော့ကျွန်တော်တို့ဒါအင်အားအလုံးကြီးနဲ့ရှိတယ်။အင်အားအလုံးကြီးနဲ့ရှိတယ်။တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့ဒီတက်မလော့ရဲ့စစ်ကြောင်းတွေကနောက်ချုပ်မျိုးကိုတိမ်းပြီးပြီဆိုရင်ကျွန်တော်တို့အတဖက်မှာကျွန်တော်မိုးကိုမိုးကိုကိုဆက်ထိုးမယ်မိုးကိုကိုဆက်ထိုးပြီးတော့ကျွန်တော်တို့အောက်ကိုပြန်ဆင်းတဖက်မှာကျွန်တော်တို့လိုအပ်တဲ့အခြေအနေ လှသွားပြီတကယ်ကိုကျွန်တော်တို့ဒီဂားငယ်ပုံဂားငယ်ပုံကျွန်တော်လက်ရှိဒီတက်မတော်ရဲ့စစ်စင်ကကျွန်တော်နားလည်တာဂားငယ်ပုံလို့ကျွန်တော်နားလည်ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒီကျွန်တော်နောက်ချိုးဒီမန်လေးတိုင်းနဲ့မန်လေးတိုင်းရဲ့အစုံအပြင်းလင်းရဲ့အစုံရှမ်းပြည်ရဲ့အစားနောက်ချိုးဘက်ကိုကျွန်တော်ဆက်ကြောင်းထိုးတယ်အဲ့ရနေကျွန်တော်တို့ဒီဘက်ကိုမိုးကုတ်ကိုချိန်မယ်မိုးကုတ်ကနေပြီးကျွန်တော်တို့တစ်ဖက်မှာအောက်နဲ့ကျွန်တော်တို့မရီယာတပိတ်ချင်းနဲ့ပြန်ချိန်ပြီးတော့ကျွန်တော်တို့ဂားငယ်ပုံကိုကျွန်တော်စစ်စင်လို့နားလည်ရပါတယ် အဲ့ဒီဘက်ရဲ့ကျွန်တော်တို့စစ်စေးကလည်းအရန်ကျွန်တော်တို့အခြေတစ်ခုမှပြီးပြောင်းမဲ့အနေထားပါပဲ။ဘာကြောင့်လဲဆိုတော့ဒီတက်မတော်ရဲ့ဒီစီရေးစစ်ဒီတက်မတော်ရဲ့ကျွန်တော်တို့ဒီထောက်ဖို့လမ်းကြောင်းကအယောင်မြေကြီးကပွင့်နေတာ။အယောင်မြေကြီးပွင့်အယောင်ရီမြေကြီးပွင့်နေတာ။အယောင်ရီမြေကြီးကနေပြီးတော့ကျွန်တော်တို့စစ်မှုတွေပို့ပြီးတော့အချမ်းပတ်သမားတွေကိုကျွန်တော်အချိန်တစ်ချိန်မှဖျက်တောက်လိုက်ပြီးဖျက်တောက်တိုက်ခတ်မယ်ဆိုရင်ကျွန်တော်တို့ဒီ area ကလည်းတက်မတော်ရဲ့တက်မတော်ရဲ့ကျွန်တော်တို့အချုပ်ချာအာဏာအထိတ်ကိုအောက်ထက်ပြန်ပြီးရောက်ရှိတော်မှာဖြစ်ပါတယ်။ ဒီအချိန်ကလည်းကျွန်တော်များမကြပြီကာလမှာရောက်လာမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အကြမ်းမသမားတွေထိချုပ်ထားတာကကျွန်တော်တို့လမ်းပိုင်းမှာသူတို့ဖြတ်တောက်လို့ရလိုက်မယ်။တိုးတော်လည်းပဲကျွန်တော်အီအော်ဝီမြို့ကိုသူတို့ဖြတ်တောက်နိုင်မှာတော်တော်လေးခက်တယ်။လက်ရှိကာလကကျွန်တော်မိုးရင်းကာလမိုးရင်းကာလကကျွန်တော်တို့အီအော်ဝီမြို့မှာကျွန်တော်တို့ဒီတင်မောတွေကအကန့်အသတ်မရှိသွားလို့ရတယ်။အကန့်အကန့်အသတ်မရှိသွားလို့ရတယ်။အဲ့တော့အဲ့တော့ကျွန်တော်နောက်ချုံမြို့ရဲ့အောင်မြင်မှုကမန်လေးတိုင်းအတွက်လည်းအရေးကြီးတယ်။ပြီးရင်ကျွန်တော်တို့ရှမ်းမြောက်ဒေသအတွက်လည်းအရေးကြီးတယ်။ပြီးရင်ကျွန်တော်တို့နောက်ချုံမြို့ရောက်သွားပြီဆိုရင်တစ်ဖက်မှာကျွန်တော်တို့ဂုံတွင်းကျော်ဂုံတွင်းကျော်ရဲ့ကြောင်မဲကြောင်မဲရဲ့ဒီဘော ပြီးပွားနေကြော်သွားမယ်ဆိုရင်ကျွန်တော်တို့လာရှိုးအလားရှိုးများမကြမီကာလမှာကျွန်တော်လာရှိုးရဲ့အကျော်ဒါပေမဲ့3 3ညလည်းဒီ MMD ကများမကြမီကာလမှာကျွန်တော်တို့တနည်းအားဖြင့်စက်တင်ဘာလမှာတက်မလို့ထံကိုပြန်ထွက်ရအောင်မှာအဲ3ညပြီးတော့တစ်ဖက်မှာကျွန်တော်တို့နံပါတ်ကတော့စသဖြင့်အဲ့မှာမျိုးကဘယ်လိုမျိုးမှမရှိတော့အလားနဲ့ကျွန်တော်မူဆန်နဲ့ပြန်ချိန်ပါပေါ့အဲ့တော့ဒီတက်မလို့ရဲ့ဒီချက်မီနယ်မြောက်ပိုင်းရဲ့အဓိကအဓိကကျွန်တော်တို့ထိုးစစ်ဖြစ်တဲ့ငေါချိုမျိုးကတော့တကယ်ကိုကျွန်တော်တို့အားရကျင်တဲ့ပုံကောင်းတယ်။နောက်ထပ်တိုက်ပွဲတွေပြင်းထန်နေနေရပါဘော။ကြောက်ဖြူ ကြောက်ဖြူမှာတော့ကျွန်တော်တို့တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်။ကြောက်ဖြူမှာကတိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေပါတယ်။တော်တော်လေးကိုပြင်းထန်နေပါတယ်။ပြင်းထန်နေဆိုဆိုလည်းပဲလက်ရှိဒီတက်မလို့ကတော့နင်းမြေအများစုကိုကျွန်တော်ထိချုပ်ထားတယ်။တက်မလို့ရဲ့ဒီထိုးစစ်တွေရှိတယ်။လက်ရှိကဗျာခင်ဗျားကလည်းဒီကြောက်ဖြူမှာလင်ဝင်ရှိတယ်။ဒီကျွန်တော်တို့ဒီလင်းလင်းအတက်စင်းတွေတော့ချက်ပုံမှန်လုံနိုင်သေးတယ်။လင်းတက်စင်းတော့ချက်ပုံမှန်လုံနိုင်နေဆိုတာကပုံမှန်လုံနိုင်တာကဒီတက်မလို့ကဒီနင်းမြေကိုထိချုပ်နိုင်သေးလို့လုံနိုင်တာ။မထိချုပ်နိုင်ရင်ကျွန်တော်လင်းတက်စင်းတွေလုံးလို့မရတော့ဘူး။ လက်ရှိကျတော့ကြောက်ပြူမြွေအခြေအနေပတ်သက်ရင်ဒီတက်မလို့ရဲ့ဒီလေးနေကတောက်လျှောက်ကျွန်တော်အတက်ဆင်းလုံးနိုင်တဲ့အနေသားရှိတယ်အတက်ဆင်းလုံးနိုင်တယ်အဲ့တော့ဒီကြောက်ပြူမြွေကိုတက်မလို့ကကျွန်တော်တို့ဒါကောင်းကောင်းကြီးထိချုံနိုင်တယ်ဆိုတဲ့အရာကိုပြတာအဲ့တော့တက်မလို့ကလည်းခင်ဗျာသိပါတယ်ဒီကကြောက်ပြူမြွေတော့အထိမခံပါဘူးနောက်လက်ရှိလိုအပ်တဲ့ခင်ဗျာဆက်စင်ကိုလိုအပ်တယ်လို့လုပ်နေမှာပဲနောက်တဲ့အချိန်တွေကကျွန်တော်တို့ဒီအန်းနဲ့ဗရန်လမ်းပိုင်းမှာရှိတဲ့ဒီနေရာမှာတိုက်ပွဲတွေကဆက်ပြေးထန်နေတယ် နောက်ထပ်ပြင်းထန်နေတဲ့နေရာကတော့ကျွန်တော်တို့ဒီရခိုင်မြင်းနဲ့တောင်ပိုင်းနဲ့အရောက်တိုင်းအဆက်မှာကျွန်တော်တို့တိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေတယ်။တောက်လျှောက်တောက်လျှောက်ပြင်းထန်နေတယ်။အဲ့တော့ဒီမှာတက်မလို့ရတော့ဗျာခင်ဗျားလည်းလိုအပ်တဲ့အရာကိုလုပ်နေတယ်ဗျာလိုအပ်တဲ့အရာကိုလုပ်နေတယ်တချို့ကဗျာခင်ဗျားတိုက်ပွဲတွေဖြစ်တဲ့နေရာကျွန်တော်တို့ကသိတာပေါ့ဘလို့သိလဲဆိုအဲ့ဒီနေရာမှာဘာတွေဘယ်ချိန်မှာတိုက်ပွဲတွေဖြစ်နေလဲဆိုတာကျွန်တော်တို့သိတယ်သိတယ်တက်မလို့ကလက်ရှိဒီမြန်မာနိုင်ငံလုံးမြန်မာနိုင်ငံအတိုက်မြန်မာနိုင်ငံတခွန်းလုံးကိုတက်မလို့ကထုတ် တိုက်စစ်ဖွင့်တယ်ထိုးစစ်တိုက်စစ်ဖွင့်တယ်ဒီခန်းစင်းတဲ့ကစားရည်နေရာရှိတယ်တိုက်စစ်တဲ့ကစားရည်နေရာရှိတယ်တချို့သောနေရာမှာကျွန်တော်တို့ဒါတပ်မတော်ရဲ့နိုင်ငံတော်အသက်တွေပေးဆက်နိုင်ငံတော်တို့ကနိုင်ငံတော်တို့အသက်ပေးရရှိတယ်တချို့သောနေရာမှာဒီတပ်မတော်ရဲ့ထိုးစစ်တွေကအရှိရောက်နေရာရှိတယ်ဒါကကျွန်တော်စစ်ရဲ့သဘောတဘာဝပါပဲဗျာဒါကကျွန်တော်တို့ဒီကြာဆုံးသွားတဲ့တပ်မတော်ရဲ့ဘဝကိုကျွန်တော်ဆန်းထားတယ်တန်မိုးထားတယ်တန်မိုးထားတယ်နိုင်ငံတော်ကလည်းလက်ရှိကျွန်တော်တို့စစ်စင်နဲ့ပတ်သက်ပြီးတော့ထိထိရရောက်ကိုဆောင်ရွက်နေတယ် ခင်ဗျာတမိုင်းကိုကြည့်လိုက်ပါအကျမ်းပတ်တွေအစိုးရဖြစ်ခဲ့တဲ့တမိုင်းမြန်မာနဲ့တမိုင်းမှာမရှိခဲ့ဘူးအကျမ်းပတ်တမားတွေအစိုးရဖြစ်တာမြန်မာတမိုင်းမှာမရှိခဲ့ဘူးတပုံတွေအစိုးရဖြစ်တာမြန်မာတမိုင်းမှာမရှိခဲ့ဘူးတနည်းအားဖြင့်အကျမ်းပတ်တမားတွေလေခင်ဗျာတလောက်တို့ကဒီမြန်မာနိုင်ငံမှာရှိခဲ့လက်နက်ကင်အဖွဲ့တွေပူးပေါင်းပြီးတော့တို့လေးနှစ်လောက်တိုက်တာတော့မှတလောက်ပဲရတယ်ခင်ဗျာဘယ်နှမျိုးရှိသလဲတို့ထိုင်းချုံနိုင်တာဘယ်နှမျိုးရှိသလဲခင်ဗျာအမေရိကန်အထောက်ပံ့နဲ့တိုက်တယ်ဗျာတရုတ်ရဲ့အထောက်ပံ့နဲ့တိုက်တယ် အဲ့လောက်တိုက်တာတော့မှခင်ဗျဘလောက်ထိတိုက်နိုင်လို့လဲမြို့ပေါင်းဘလောက်ထိသူတို့ထိချုံနိုင်လို့လဲလက်ရှိတမ်းမတော်ရဲ့ထိုးစစ်တရားခင်ဗျနေရာတိုင်းမှာအရှိန်ဝင်နေဖြစ်နေပြီအရှိန်ဝင်နေဖြစ်နေဗျာအဲ့တော့ခင်ဗျားတို့လည်းခင်ဗျားတို့လည်းစဉ်းစားပါဗျာအကြမ်းဖက်သမားတွေရဲ့သူတို့လေးနှစ်တာကာလမှာတလောက်အမေရိကန်အထောက်ပတ်အထောက်ပတ်နဲ့ဘလောက်ထိသူတို့နေမြေတွေကိုထိချုံနိုင်လို့လဲဘလောက်မှမရှိပါဘူးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဘလောက်ဧရိယာမှာမရှိပါဘူး အဲ့ဒီတက်မလို့ကျွန်တော်တို့ဒီတောက်လျှောက်လိုအပ်တဲ့ဒါပြစ်ကူစစ်ကူတွေလိုအပ်တဲ့ကျွန်တော်တို့ရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေပါတယ်တိုက်ပွဲကတော့ဒီလိုအခြေအနေတွေကဘယ်လောက်ကြာမလဲဆိုကြာမှာပါအခြေအနေကကျွန်တော်တို့9နှစ်ကနေ10နှစ်အတွင်းကိုကြာသွားနိုင်ပါတယ်ထိုးတူပါပဲကျွန်တော်တို့လက်ရှိကျွန်တော်ရုပ်ောက်ပွဲလုပ်မယ်ရုပ်ောက်ပွဲလုပ်ပြီးတော့ကျွန်တော်တို့တက်လာတဲ့အရသာအစိုးရနေပြီးတော့ကျွန်တော်တို့ဒါဒါကျွန်တော်လွှတ်တော်လွှတ်တော်ကနေပြီးတော့လွှတ်တော်ကနေပြီးတော့ဒီလိုကိစ္စတွေကျွန်တော်လွှတ်တော်ကနေစင့်ဒါဆောင်ရွက်မယ်ဆိုလည်းပဲဒီအကြမ်းဖက်သမားတွေတောက်လျှောက်တောက်လျှောက်ကိုကျွန်တော်ပိုက်ဖြောက်သွားမှာဖြစ်ပါတယ် အဓိကကတော့ကျွန်တော်တို့ဒီအရသာအဆိုးကလိုအပ်နေတာပါဒါကြောင့်ကျွန်တော်တို့ယူကောက်ပွဲနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်အားလုံးကျွန်တော်တို့မဲပေးဖို့မဲပေးကြမှာဖြစ်ပါတယ်မဲပေးနိုင်မှုလည်းလက်ရှိနိုင်ငံတော်ကနေပြီး